သူရဲ့ထူးခြားမှုတွေကိုပြောပြလာတဲ့သူရဲ့မိခင်အားလုံးပဲမင်္ဂလာပါရှင်။သူရဲ့မိခင်ကတော့တာလီရဲ့တလပြင်းအလှလေးမှာတာပြတ်တို့အတွက်ဆူတောင်းပြီးသူရဲ့ခံစားချက်တွေကိုလည်းရှင်းပြပြပြလာခဲ့ပါရယ်။သူရဲ့မိခင် ဖြစ်သူကတော့သူ့အနေနဲ့တာလီကိုအခုချိန်ထိမေးပြောက်ဖို့စူးစမ်းလို့မရနိုင်တဲ့အကြောင်းကိုလည်းတနာစွဲရင်ပွင့်ပြပြလာခဲ့ပါရယ်။မိခင်ဖြစ်သူကတော့တာလီကိုအခုချိန်ထိတရိယာနေပြီးတာလီတို့ကြောင့်စိတ်မကောင်းဖြစ်နေရပါရယ်။သူရဲ့မိခင်ဖြစ်သူကတော့တာလီနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြပြလာခဲ့ပါရယ်။ ဒေါ်တတန်းစေရတာလေးနဲ့ပတ်သက်ပြီးတော့နှစ်ခါအိမ်မက်မက်ခဲ့တယ်။ဒါကပြုံးပြုံးရွှေရွှေနဲ့အိမ်ကိုပြန်လာတာပေါ့။ကိုရဲ့စိတ်ထဲမှာတော့တာလေးကထေသွားပြီဆိုတာကိုသိနေပါရဲ့။လန်တရာသူတွေကလည်းဒါကထေသွားတာတော့ပြန်လာတာပေါ့နော်။ဒါကအရင်တိုင်းပဲအရင်ပုံစံလေးတိုင်းပဲသွားနေရအဲ့လိုမှတ်တာပေါ့နော်။နောက်တစ်ခေါက်တော့ဒါကိုရေချိုးပေးနေတယ်လို့မှတ်တာပေါ့နော်။အဲဒီနှစ်ခါပဲအိမ်မက်မက်ခဲ့တာပါ။တာလေးနဲ့အမတ်တရာတွေကတော့အမေအတွက်ထရရတက်စားပါပဲ။ ဒါလေးအတွက်ကုသိုလ်ကောင်းမှုလေးတွေကိုမြန်မြန်လုပ်ပေးသွားပါမယ်ဆိုပြီးသူရဲ့မိခင်ဖြစ်သူကပြောပြလာခဲ့ပါတယ်။အခုဆိုရင်သူရဲ့အခုဆိုရင်သူရဲ့တလာပြေဆွမ်းအလှူလေးကလူပေးခဲ့ပြီးအားလုံးအားလည်းသူအတွက်ဆုတောင်းပေးခဲ့ကြပါတယ်။သူရဲ့နောက်ဆုံးစာပနောက်ကိုတော့ဒီကနေ့မတ်လ စနေရက်နေ့နေ့လယ်2နာရီအချိန်မှာရေဝေးတုတ်တံမှာပြလို့ကျင်ပါခဲ့ပြီးဘရိတ်ဝေကရောအနုပညာရှင်တိုင်ဝမ်ကဒူရီကပါဝန်နေအစစ်မကောင်စွာလိုက်ပါလို့ပူဆောင်ပေးခဲ့ကြပါရယ်တျောဆောင်သူကတော့ကလေးတျောဆောင်ကလေးကပရိတိမီရဲ့အားပေးမှုတွေကိုရရှိခဲ့ပြီးလူကြီးတျောဆောင်နေနဲ့ပါအနုပညာလူလေးတွေမှာအောင်မြင်မှုတွေကိုရရှိလာခဲ့တာဖြစ်ပြီးတျောဆောင်သူကတော့မကြသေးမီကမှမေချိုစနန်တွင်နဲ့ပရိတိမီရဲ့ယဉ်ထိပ်ကိုပြန်လည်ရရှိလာခဲ့တာဖြစ်ပါရယ် သူဟာယောက်ျားကအတောင်20ရွှေရှင်စကားဖြစ်လေအကယ်ဒမီစကားတင်စင်းဝင်ခဲ့သူဖြစ်ပါတယ်။တျောဆောင်သူကတော့တျောဆောင်ကောင်းပြီးပြောပြောနေတဲ့ကစိတ်ထားလေကောင်းတာကြောင့်ပရိဒိမီကရောအနုပညာရှင်တိုင်ဝင်ကသူတွေကပါသူ့ကိုအားပေးချခင်ကြပါတယ်။သူကတော့ကလေးတျောဆောင်ဘွားကလေးကပရိဒိမီရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိခဲ့သူတယောက်ဖြစ်ပါတယ်။မမျှော်လင့်ပဲထူဆောင်သွားတဲ့ သတင်းလေးကတကယ်ကိုစိတ်မကောင်းစရာဖြစ်ခဲ့ရကဗရိယရဲ့ရင်ကိုဟာသွားစေခဲ့ပါတယ်။သူကတော့ TikTok ပေါ်မှာလည်းဗီဒီယိုလေးတွေနဲ့ဗရိယရဲ့အပြည့်တဘောကြမှုကိုရရှိထားတာပါ။အမှုပညာလုပ်လေးတွေနဲ့အောင်မြင်နေတဲ့အချိန်မှာပဲသူကအခုလိုရုတ်တရက်ကွယ်လွန်ခဲ့ရတာဖြစ်ပြီးအလုံးကမေယွန်ချင်နိုင်ဖြစ်ခဲ့ရပါတယ်။တယောက်ဆောင်ဒရင်လောက်ကတော့သူဟာအရန်တော်ပြီးသူကအသက်လေးငယ်သေးတယ်။အခွင့်အလမ်းတွေအများကြီးရှိတယ်။ငယ်ငယ်နဲ့အခုလိုဖြစ်သွားတော့အရန်ကိုနှမျောရတယ်လို့လည်းမီဒီယာကနေအထုတ်ပြပြလာခဲ့ပါတယ်။ အခုလိုရိုတရက်ကွယ်လွန်သွားပြီဖြစ်တဲ့သူကိုတော့သူ့အနေနဲ့မနှုတ်ဆက်ချင်ပါဘူး။ယင်းထဲမှာအမြဲတမ်းရှိမှာပါလို့တရားဆောင်ထိန်နာကပြောဆိုလာခဲ့ပါရင်ပြည်ပြည်ကတော့သူ့ကိုသတိရနေကြစေရှိပါရင်သူရဲ့မိခင်ပြည်သူကတော့တာပြည့်သူရဲ့တလာပြည့်အလှလေးမှာတာပြည့်သူနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေကိုမျှဝေပေးလာခဲ့ရင်အခုချိန်ထိလွန်ဆွတ်ကပြည့်မဲ့စေနိုင်ဖြစ်နေရှာတာကိုလည်းတွေ့ရပါရယ်။ ဘယမီကတော့တလာပြေစံကတ်အလူလေးမှာတွေ့ရမိခင်ပြတ်သူကိုလည်းအပင်းနှစ်တိတ်ပြင်ထူးတက်ကိုလည်းဆွတောင်းပေးခဲ့ကြပါရဲ့